ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ပေါ်တူဂီအသင်းတို့ဖလားရခဲ့ပြန်ပြီဘရက်ဒန်မြောင်းမဲမိန်လာများအကွေးစပေါ်ကနေပြန်လဲကြိုးလိုက်ပါရင်ပွဲမစခင်မှာပေါ်တူဂီအတွက်ဖလားရဖို့မလွယ်ဘူးဆိုတဲ့စကားသံတွေနှုတ်ဆက်စေခဲ့တဲ့ညပါပဲပေါ်တူဂီတိုင်းစင်မြောင်းမှာဦးဆောင်နေတဲ့သူကအသက်၄၀အရွယ်ရှိနေပြီဖြစ်တဲ့ရော်နယ်ဒိုကြောင့်ဆိုတဲ့လက်ညှိုးထိုးခဲ့ချသူတွေပြောစရာမရှိတော့ပဲပြုံးပြုံးကြီးကြီးနေရုံသာတက်နိုင်ခဲ့တဲ့ပွဲစဉ်ပါပဲမလဲကူဘူးဆိုကြတာကအရင်ဆိုင်နေရတဲ့ပြိုင်ဘက်ကယူဖလားကိုပုံနေနေရယူထားတဲ့စပိန်အသင်းဖြစ်နေလို့လည်းပါပါရင် စပိန်နဲ့တိုက်စစ်မှာထိတန်းအဆင့်ခြေစွမ်းနေပြသထားနိုင်တဲ့နီကိုဝီလီယံနဲ့လာမိုင်းရော်မဲတို့ရှိနေကြသလိုကွင်းလယ်မှာလည်းဖာရီယန်ရူးစ်ပက်ဒရင်ဇူဘီမန်နီမာရီနိုနဲ့ဝိုင်းကစားမကြီးအစစ်ကိုတို့ရှိသလိုကြစ်ကြစ်လေးနဲ့တသင်းလုံးကကောင်းနေလို့ပါပဲစီးပိုင်နယ်တို့ကစပိန်တို့ပြင်သစ်တင်းကိုဖျောက်ချပြခဲ့တာကိုကြည့်ရင်ဘလောက်ထိတောက်တင်းနေလဲဆိုတာသိတာပါပဲပွဲချိန်နောက်ပိုင်းမှာကစားအားချပြီးအဓိကကစားမတွေကိုအနားပေးခဲ့လို့သာပြင်သစ်အသင်းချီပါကိုပြန်ပေးခဲ့ရတာပါဒါပေမဲ့လည်းလိုအပ်နေတဲ့အနိုင်ရလက်ကိုယူဆောင်ပြီးဘောလုံးပွဲကိုတက်ရောက်နိုင်ခဲ့တာပါ ပြီးခဲ့တဲ့ယူရိုတုန်းကပေါ်တူဂီအသင်းကတော့နာမည်ကြီးထမင်းကလို့တော့ပြောလို့ရတဲ့အထိလူများပြီးပွဲမစီခဲ့ပါဘူးထိတ်တန်းကစားမတွေစူးစီးနေပေမဲ့လိုအပ်ချက်တွေများပြားနေသေးပါပဲအခု UEFA Nation League မှာတော့နီးပြမှာဒီနက်ကဒါရီကိုပြင်ဆင်လာခဲ့ပြီးအသင်းကိုအကောင်းဆုံးဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့ Spain နဲ့ Portugal ရဲ့ကစားပွဲကကစားမဘွားနေဝင်ချင်းရောက်နေပြီဖြစ်တဲ့ Ronaldo နဲ့အခုမှကမ္ဘာအကောင်းဆုံးကစားမတွေတကတယောက်ဖြစ်လာတဲ့အသက်18နှစ်အရွယ်သားရှီသေးတဲ့ La Mai Ramelo ရဲ့ထိတ်တိုက်တွေးဆမှုကလည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့တကယ်တမ်းကစားတဲ့အခါမှာတော့လာမဲရော်မေဟာပေါ်တူဂီအသင်းဘယ်နောက်ကန်လူနူနိုမန်တက်စ်ရဲ့ထိန်းချုပ်မှုကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။တပွဲလုံးကျော်ဖြတ်နိုင်မှု၃ညဖြစ်တဲ့အထိနူနိုမန်တက်စ်ကရော်မေကိုကောင်းကောင်းပညာပေးခဲ့တဲ့ညတစ်ညပါပဲ။ဒါ့အပြင်နူနိုမန်တက်စ်ကပေါ်တူဂီအတွက်အခြေပါကိုတစ်ခုပါသွင်းယူပေးနိုင်ခဲ့သလိုတပွဲလုံးခန်းစစ်ကောတိုက်စစ်ကောမလင်ဟင်းအောင်အကောင်းဆုံးကစားနိုင်ခဲ့ပါရင်ဒါကြောင့်မလို့လေပွဲစဉ်ရဲ့အကောင်းဆုံးကစားမှုကိုနူနိုမန်တက်စ်ကရရှိခဲ့ပါရင်ဒီအသည်မှာနူနိုမန်တက်စ်ကကမ္ဘာအကောင်းဆုံးဘယ်နောက်ကန်လူတယောက်လို့တောင်ဆိုရနိုင်တဲ့အထိကိုခြေစွမ်းပြထားနိုင်တယ်လို့ တရက်ချီတင်းနဲ့လည်းချန်ပီယံလိဂ်ဖလားပါဝင်ဖလားသုံးလုံးသိမ့်ပိုက်ပြခဲ့ပါတယ်ချန်ပီယံလိဂ်မှာလည်းလက်ရှိထိပ်တန်းကစားမှုတွေဖြစ်ကြတဲ့မိုးဆာလည်းဆာကာတို့ကိုလည်းအကောင်းဆုံးထိန်းချုပ်ကစားပြခဲ့တယ်လို့အခုဆိုရင်လည်းရာမဲကိုလည်းအိမ်မက်ဆိုးတွေမတ်နိုင်တဲ့အထိထိန်းပြသွားခဲ့တာကချီးကျူးစရာပါ UEFA Nation League ဘောလုံးပွဲအစဉ်ကတော့အပြန်အလှန်အတွင်းကိုတွေနဲ့မြိုင်ခဲ့ပြီးစပိန်အသင်းအတွက်ဇူမီမန်နီနဲ့အိုရာဆာဘဲတို့ကဂိုးသွင်းနိုင်ခဲ့တယ်လို့ပေါ်တူဂီအသင်းကနောက်ကနေပဲလိုက်ကစားခဲ့တာပါချီပါကိုကတော့နူနိုမန်တက်စ်နဲ့ဆယ်လိုကအသွင်းယူပေးနိုင်ခဲ့ပါတယ် အသက်40ဆိုတဲ့တော့ကစားမဘွား938ကိုတည်းရှိလာခဲ့တယ်လို့ပွဲချိန်အတွင်းမှာလည်းအမေရိကန်နိုင်ငံအတွက်အောင်မြင်မှုဆားလောင်နေတာကိုအထင်းသားမြင်တွေ့ခဲ့ရပါတယ်။ပွဲချိန်88မိနစ်မှာတော့အသက်ဝင်အရကျန်းခိုင်မှုပိုင်းဆိုင်ရာကတည်တာလာတာကြောင့်ရယ်လိုကကွန်ဆယ်လိုရာမိုနဲ့လူစားလဲခဲ့ရပါတယ်။မနေ့ကစတဲ့မှာစပိန်နဲ့ပေါ်တူဂီအသင်းတို့ရဲ့ရှင်ပြိုင်မှုက2ဂိုးစီတေးချနေခဲ့လို့အချိန်မိုးဆက်ကစားခဲ့ရပါတယ်။အချိန်မိုးမှာလည်းရလဒ်ပိုင်းကဘာမှအထူးခြားချက်မပြောင်းခဲ့တာကြောင့်ပရတိအဆုံးဖြတ်ခံယူခဲ့ကြရပါတယ်။ ပရီအဆုံးဖြတ်မှာတော့ပိုတဂီအသင်းကကန်သွင်းခဲ့တဲ့ပရီအားလုံးစလုံးဂိုးဝင်ခဲ့ပေမဲ့စပိန်အသင်းကတော့တိုက်စင်မူမိုရာတာကလွဲချော်ခဲ့လို့ပိုတဂီတို့ပရီအဆုံးဖြတ်မှာ၅ဂိုး၃ဂိုးနဲ့စပိန်ကိုကျော်ဖြတ်ကဒုတိယမြောက်နေရှင်းလီဖလားကိုရောက်နိုင်ခဲ့ပါတယ်။ရန်လိုနဲ့ပိုတဂီအတွက်ကတော့ဒါတတိယအကြိမ်မြောက်ဖလားအောင်မြင်မှုဖြစ်ခဲ့ပါတယ်။၂016မှာယူဖလား2019ခုနှစ်မှာနေရှင်းလီဖလားအခု2025မှာလည်းနေရှင်းလီဖလားကိုရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ပိုတဂီအတွက်ဆိုဖလားကံမြောက်ခွင့်ကိုကစားမဘွားနေဝင်ချင်းထွေးပြေးနီးကပ်လာတဲ့စေဂျီရော်နယ်ဒိုအတွက်တော့သူ့ရဲ့ကစားမဘွား34လုံးမြောက်ဖလားပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Equip Sport Channel လေးကို Like and Follow လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ